ဒီဘက်ကြီးကလည်းပြောက်တဲ့ကနူးအောင်ပြုတ်နော်နူးအောင်မပြောက်ရင်သွားရတယ်နည်းနည်းမာပါပေါ့ကျွန်တော်တို့ကနေပြီးတော့နူးနေအောင်ပြောက်လိုက်တော့သွားရတော့ပေါ့လူတွေကနေကျွန်တော်ကိုအယူလို့ပဲမြင်ကြတာအော်ဒီကအယူပဲဒီကကအဒီကဗီဒီယိုပဲရဲ့အယူလို့တိုးထင်နေကြတယ်ဒါပေမဲ့နောက်ဘက်ကမှကြိုးစားရင်လည်းကို့မှာ follower တွေလူတွေတိလာတော့ကို့ပွားတော့ဝင်ဝင်တွေအဆင်ပြေလာတယ်အဆင်ပြေလိုက်အဆင်ပြေလိုက်နဲ့နေပြီးတော့ကျွန်တော်ဒီဘက်ကိုမြို့ပေါ်ကိုလည်းရောက်လာတာပေါ့အဲဒါနဲ့အဲ့ဒီမှာမြို့ပေါ်မှာဆိုရင်လည်းကျွန်တော်ကနေပြီးတော့အခုဆိုရင်ရန်ကုန်မှာကျွန်တော်စမ်းချောင်းမှာနေတယ် ဲ့လိုပေါ့ဒီကုန်းတွေကလည်းဘလို့နေရာမှာရှာရတယ်ဆိုတာလေကျွန်တော်ဒီနေ့ကခုနကသွားပြီးတော့ဒီပင်ပင်ပန်းပန်းနဲ့နေပြီးတော့ဗီဒီယိုရိုက်ထားတယ်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တင်ပေးပါမယ်ကိုဆက်မြတ်တော့ဟာဒီနေ့ဆိုရင်ဘာတွေရှာအောင်မလို့ဘာရှာပြီးတော့နေပြီးတော့သူတို့ကအဲ့ဒီရခိုင်စာကိုဒီရှာလို့ရတဲ့ဟာလေးနဲ့ဘလို့ရှက်ပြမလဲဆိုတာလူတွေကစက်ဝင်စားကြတယ်စက်ဝင်စားရင်းစားရင်းနဲ့လူတွေကကျွန်တော်ဟာ follower တွေအများကြီးနေပြီးတော့တွလာတာပေါ့နော်တွလာတော့အဲ့ဒီမှာနောက်ပတ်ဆိုရင်ဒီမြို့ပေါ်ကလူတွေဆိုရင်ဒီဟိုအပေါ် community ကုမ္ပဏီတွေကဆိုရင်ကိုယ့်စပွန်ဆာလေးတွေကန့်လန့်ပြီးတော့တင်ညာလေးတွေရိတ်ဖို့ခေါ်လာကြတယ်ခေါ်လိုက်ပါအောင်စပါအောင်လို့စပါအောင်ထောင်းထောင်းခွန်ရပြင်းစားဝက်သားထင်နေတာမမြင်ဘူးတဲ့ဝက်သားမဟုတ်ဘူးဝက်သားမဟုတ်ဘူး go ဆိုင်လက်တဆံဖွင့်ထားတာဆိုင်ကားလေးနေကြီးကြီးခက်ခက်နန်းနာပေါ့တာဆိုနေမှာ DC ဘွားရောဘယ်လိုလုပ်မလို့ဆိုပြီးတော့ကိုယ့်ကိုယ်တောင်လူတွေကယူကြတယ်ဒီအယူပဲဆိုပြီးကျွန်တော်ပြောကြတာဒါပေမဲ့ကိုယ့်ဝါသနာပါကိုယ့်ဝါသနာကငါရှာမေငါဖုဘလောက်ကလုံးမယ် စိတ်ကအဲ့ဒါကိုထက်သန်နေတာဒါနဲ့အဲ့ဒီမှာထက်သန်နေနေပြီးတော့ကိုယ့်ကိုနေပြီးတော့ဒီတင်ညာတွေကနေပြီးတော့ကိုယ့်ကိုဝင်ဝင်တစ်ခုပေးလာတယ်ဟာတယ်အဖေဖျက်တမ်းရတယ်ဆိုတာကတော့ကျွန်တော်ကတော့တတော်ကြီးကိုပိတ်ဖက်ခဲ့တာပေါ့နော်ကျွန်တော်တို့အငငယ်ကဆိုတော်ကြီးကိုဆင်းရဲတယ်တိတဲ့အတိုင်ကျွန်တော်တို့ရွာမှနေတဲ့သူတွေရွာမှနေတဲ့သူတွေဆိုတော့ကျွန်တော်တို့ဘွားတွေကရွာသွားတယ်ပေါ့ကျွန်တော်တို့ကအဲ့ဒီပထမခါတော့ကိုယ်ရွာမှဆိုရင်ဟိုဟာပေါ့ကျွန်တော်တို့မှဟိုဟာဓာတ်ပုံဆိုင်လေးဖွင့်ထားတာ ဓာတ်ပုံဆိုင်ရဲ့ပြီးရဟိုကမိတ်တူဆိုင်နဲ့ဖွင့်ထားတာဒါပဲအဲ့ဒီမှာရွာတွေမှာကဆိုအဲ့ဒီဆိုင် လုပ်ငန်းတွေကတိတ်အဆင်မပြေဘူးပေါ့နော်ဒါနဲ့အဲ့ဒီမှာကိုယ်ဝါဒနာကငွေလေးကတိကသစ်ဆိုးဝါနာပါတယ်ဒါပေမဲ့ကိုယ်အနေနဲ့ရွာကလူတယောက်ဖြစ်တဲ့အတွက်နေပြီးတော့ဟိုကအစတော်တယောက်ဖြစ်ဖို့အတွက်ကလုံးဝဝေးတယ်လုံးဝဝေးတော့ဝေးတော့အဲ့ဒီမှာအခုဒီ social media ခက်ဆက်လာတဲ့အခါဆိုရင်ထိုင်းကဘလော့ဂါတွေကနေပြီးတော့ဒီဟိုအခုကအစားအသောက်တွေကိုသူတို့ကနေပြီးတော့ စားလို့တင်လာတယ်။ဒါပေမဲ့သူတို့ဒီကားတော့နေပြီးတော့ဒီကိုယ်တန်ရှားပြီးတင်တာမဟုတ်ဘူး။ဒါပေမဲ့သူတို့ဗီဒီယိုဖိုင်ကိုဆိုရင်တင်ပြီးတော့ကျွန်တော်အမြင်တန်းတရေကြခဲ့ရတယ်။တရေကြခဲ့ရတယ်ဆိုတော့အော်ကိုကနေပြီးတော့ကိုဒေသမှာကနေပြီးတော့ဒီရခိုင်အစားအစာတွေကပေါ်တာပေါ့နော်။တော်တော်ပေါ်တယ်ဆိုတော့အော်ငါဟာနေပြီးတော့ဒီလှန့်ပေါ်ကလူတွေကိုငါကိုဒေသကအစားအသောက်တွေကငါတင်ဆက်ပြီးတော့ပေါ့နော်။ငါကြိုက်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 မကြိုက်ကြိုက်ငါဓာလေးကိုတင်ဆက်ကြည့်မယ်ဆိုပြီးတော့ကျွန်တော်ကရွာမှာနေပြီးတော့ပထမဂုံးချတာ။ ဂုံးရှော့တွေကကျွန်တော်ဒေသမှာပေါ်မှာပေါ်ရေးကြတယ်ဆိုရင်သွားပြီးတော့ကောက်လိုက်အရပြီအကျွန်တော်အဲ့ဒီတပုံးနဲ့နေပြီးတော့စပြီးတော့ဗီဒီယိုဖိုင်လေးကိုဖုန်းလေးနဲ့ကိုရေးပြီးတော့တင်ကြည့်လိုက်တာတင်ကြည့်လိုက်တော့ကြည့်တဲ့သူတွေကပလူပြန်နေတာပလူပြန်အော်ငါ့ကိုဒီဓာလေးကိုတော့တော်တော်ကြီးကြိုက်ပါလားကြိုက်ပါလားဆိုပြီးတော့အဲ့ဒုတိယတရေကိုလေးနေပြီးတော့ကိုကကျိုးစားချင်တဲ့တွေပေါ်လာတယ်နောက်ဒါဆိုနောက်တစ်မျိုးကိုရှာပြလိုက်တယ်ကြည့်တဲ့သူတွေကများလာတယ်မြလာတော့ကိုဒီကစိတ်ကအဲ့ဒီဘက်ကိုဆွေးဆောင်လာပြီပေါ့။အော်ငါဟာဆိုရှယ်မီဒီယာမှာငါလိုက်တဲ့ view တွေရလာပြီဆိုပြောတယ်။ ပြောရင်ပြောနေနေပြီးတော့အော်ငါလေးရခိုင်စာရှက်တတ်တယ်ဒါဆိုငါဒီအစစာကိုရှာတာတခုတည်းမဟုတ်ဘူးငါနေပြီးတော့ဒီတက်တဲ့သူတွေကိုနေပြီးတော့ငါရခိုင်ရှက်တဲ့ပုံစံလေးနဲ့နေပြီးတော့ရှက်ပြီးတော့တင်ကြည့်မယ်ဆိုတော့အဲ့ဒီအဲ့ဒီကိုရှက်ပြတဲ့ဟာလေးကပိုးပြီးတော့လူစိတ်များကြတယ်တော်တင်မှာလေပေါ်မှာကိုယ်နဲ့ဆိုင်တာကိုယ်နဲ့ရှာတာကိုယ်နဲ့ရှက်တာဒါတော့အဲ့ဒီမှာလူတွေစိတ်ဝင်စားကြတယ်အော်ကိုစမ်းမြတော့ဟာဒီနေ့ဆိုရင်ဘာတွေရှာအောင်မလို့ဘာရှာပြီးတော့နေပြီးတော့သူတို့ကအဲ့ဒီရခိုင်စာကို ဒီရှာလို့ရတဲ့ဟာလေးနဲ့ဘယ်လိုရှက်ပြမလဲဆိုတာလူတွေကစိတ်ဝင်စားကြတယ်စိတ်ဝင်စားရင်းစားရင်းနဲ့လူတွေကကျွန်တော်ဟာ follower တွေအများကြီးနေပြီးတော့တွလာတာပေါ့နော်တွလာတော့အဲ့ဒီမှာနောက်ပတ်ဆိုရင်ဒီမြို့ပေါ်ကလူတွေဆိုရင်ဒီဟိုဟာပေါ့ community community ကဆိုရင်ကိုယ့် sponsor လေးတွေကန့်လန့်ပြီးတော့တင်ညာလေးတွေရိတ်ဖို့ခေါ်လာကြတယ်ခေါ်လာရင်ခေါ်လာရင်နဲ့နေပြီးတော့အော်ငါဟာနေပြီးတော့ပထမကကိုယ့်ဝါသနာထမ်းနေပြီးတော့အဲဟုတ်တယ် ့ကိုအာနာတန်ဒီဘက်ကနေပြီးတော့ခုဖလော်ကလုပ်ငန်းကိုကျွန်တော်ကပြောင်းလိုက်တာပေါ့ဒါဆိုအဲ့ဒီနောက်ကဆိုစီးပွားရေးကနေပြီးတော့ကိုဘာမှမလုပ်ရတော့ဘူးအိမ်ကလူတွေဆေးကြတယ်အဲ့နေ့မှဒီတော့ရင်းထားတဲ့စီးပွားရေးကိုနေပြီးတော့ဘလို့လုပ်ပြီးတော့ဆိုင်လက်တဆန်ဖွင့်ထားတာဆိုင်ကလည်းနေနေကြီးကြီးကြီးခက်ခက်နနာပေါ့ဒါဆိုနေ့မှဒီစီးပွားရေးကိုဘလို့လုပ်မလို့ဆိုတော့ကိုကိုတောင်လူတွေကယူကြတယ်ဒီအယူဝဲဆိုပြီးကျွန်တော်ပြောကြတာဒါပေမဲ့ကိုဝါသနာပါကိုဝါသနာကငါရှာမေငါဖုဖလော်ကလုံးမေစိတ်ကအဲ့ဒါကိုထက်သန်နေတာဒါနဲ့အဲ့ဒီမှာထက်သန်နေတဲ့နေပြီးတော့ကိုကိုနေပြီးတော့ ဒီတင်ညာတွေကနေပြီးတော့ကိုယ့်ကိုဝင်ငွေတစ်ခုပေးလာတယ်။အဲ့ဒီကဆိုကျွန်တော်တို့ကနေပြီးတော့ဝင်ငွေမရသေးဘူးကျွန်တော်တို့ကကိုတေသားမှာကိုယ့်အနေနဲ့ကိုရှာပြရင်းနဲ့စပြတာလောက်ပဲရှိတာပိစားလောက်ပဲရှိတာကိုတဲ့ဝင်ငွေကိုဘာမှကျွန်တော်တို့ကမရှာတတ်သေးဘူး။မရှာတတ်သေးတော့အိမ်ထဲပြဿနာနေနေပြီးတော့ချစ်ကြတာပေါ့နော်။အဓိကကလူတွေဆိုတာကကိုယ့်အိမ်မှာဆိုဝင်ငွေတစ်ခုရအောင်ပဲကြိုးစားရတာ။လူတွေကနေကျွန်တော်ကိုအယူလို့ပဲမြင်ကြတာ။အော်ဒီကအယူပဲဒီကကအဒီကောင်ဗီဒီယိုပဲရည်အယူလို့တို့ထင်နေကြတယ်။ဒါပေမဲ့နောက်ပတ်နောက်မှကြိုးစားရင်လည်းကိုယ့်မှာ follower တွေလူတွေတိလာတော့ ကိုပွားတော့ဝင်ငွေတွေအဆင်ပြေလာတယ်အဆင်ပြေလိုင်းအဆင်ပြေလိုင်းနဲ့နေပြီးတော့ကျွန်တော်ဒီဘက်ကမြို့ပေါ်ကလေးရောက်လာတာပေါ့အဲဒါနဲ့အဲ့ဒီမှာမြို့ပေါ်မှာဆိုရင်လေကျွန်တော်ကနေပြီးတော့အခုဆိုရင်ပြန်ကုန်မှာကျွန်တော်စမ်းချောင်းမှာနေတယ်အဲ့လိုပေါ့အဲရွာမှာဆိုဆရာကြီးမဖြစ်နေနေစရာအိမ်မရှိတော့ဘူးသိတဲ့အတိုင်းအခုကကျွန်တော်တို့ကဆိုရင်အခုကရန်ကုန်ဖက်ကိုရောက်လာတာပေါ့နော်ဒီမှာအရှင်းအကြောင်းကြောင်းပေါ့နော်ကျွန်တော်တို့အားလုံးသူကတော့ကျွန်တော်တို့ကကိုယ်တေသားမှာကိုလွန်းတယ်ကိုမွေးရမြင်ပါပဲသေရင်လည်းကိုမွေးရမြင်ပါပဲသေချင်တာ ဒါပေမဲ့အကြောင်းအရာတစ်ခုခုကြောင့်ကျွန်တော်တို့မြို့ပေါ်ကိုရောက်လာတယ်မြို့ပေါ်ရောက်လာတော့ကိုကိုဒေသမှာရှိတဲ့အမေဖေတွေကိုပေါ့နော် အမေအမားတွေကိုပေါ့ခေါ်လိုက်တာပေါ့ခေါ်လိုက်ပြီးတော့ရန်ကုန်မှာပြင်နေကျွန်တော် ရားတဲ့ငွေလေးနဲ့နေပြီးတော့ဒီမှာစုပြီးတော့စီးပွားရေးလုပ်ကြမယ်ဆိုပြီးတော့ရန်ကုန်ဖက်ကိုပြောင်းလိုက်တယ်ကျွန်တော်တို့ကန်းတော်ကြီးနေပုံမျိုးနေနေပုံမျိုးနေကန်းတော်ကြီးသားပေါ့ရွာသားစစ်စစ်မျိုးသားမဟုတ်ဘူးကျွန်တော်စကားပြန်ပုံမလေးလေးပဲကြိုက်ရင်ကြိုက်မကြိုက်ရင်မကြိုက်ဘူးဒါကြောင့်အဲ့ဒီတချို့ကျွန်တော်ဆေးကြတယ်ကျွန်တော်ပုံမလေးလေးပဲနေတာဆမ်မဆေးတဲ့သူတွေအများကြီးစင်စစ်ပါစေအတိကား ကိုလှုပ်တဲ့လှုပ်ရကသူတပတ်ကိုမထိခိုက်ဘူးအတိအကကိုဘာပဲလှုပ်လို့သူမျိုးကိုမထိခိုက်ရပြီကိုဝါသနာကိုကိုလှုပ်တယ်ကျွန်တော်တို့ကအခုဆိုကျွန်တော်ရန်ကုန်မှာနေသွားပြီဟုတ်အော်သူမျိုးပြောစရာဖြစ်တာကဆိုကျွန်တော်လေးအခုနောက်ကပြောတယ်ပြောရတဲ့ပေါ့ကျွန်တော်ဆိုပက်ကြီးလိုပဲသိကြရတယ်လူတွေအော်ဒီကပက်ကြီးစားအဲပက်ကြီးစားပက်ကြီးကိုကျွန်တော်တို့ပထမကအစင်ကိုက်စားကြည့်တာတိုင်းမစားလို့တော့အရသာကဂျယ်လီလိုပေါ့ထုတ်ထုတ်လို့တဲ့အဲ့ဒီအစင်စားကြည့်တာဒါပေမဲ့ယုံကြရကျွန်တော်ကဒါပေမဲ့ကျွန်တော်ရခိုင်လူမျိုးတွေကပက်အစင်မစားဘူးပေါ့ဒါပေမဲ့ကျွန်တော်ကစားကြည့်တာရအဲ့အရာတွေမှာကိုယ်ဆေးကြတာ ။ပြီးအဲ့ဒီမှာကျွန်တော်တို့ကဘလော့တစ်ခုရိုက်တယ်ဆိုရင်ကျွန်တော်တို့ကမြတ်သောအဖေကကျွန်တော်တို့ကျွန်တော်တို့ဖုတ်မလို့ပါတယ်ဆိုတော့အစားသောက်စားတယ်ဆိုရင်သူကအဲ့ဒီစားတဲ့အတန်ကိုဝင်ရောက်ဆိုပြီးကျွန်တော်စက်တားရသေးတာ။အဲ့ဒီစားတန်လေးကောက်ကိုလည်းတိတဲ့သူတွေတရေကြစေကြ။ဒါကအဲအမေကဝက်လို့စားနေတယ်အဲဝက်လို့စားခုလို့စားနေတယ်အဲ့လိုပြောကြသေးတယ်တိုင်းမပြောပါစေအတိအကျကျွန်တော်တို့ဘလော့ကဟိုတင်ထဲမှာကြည့်လိုက်စားတဲ့အတန်ကိုဖန့်ကျင်လို့အတန်ဖန့်ဆက်ဝေရတာမောင်းရင်တင်းတင်းပြီးပါးစပ်ပိတ်လို့စားနေမှာပေါ့ဟုတ်တယ်မလားအကြမ်းဆေးကြတာပဲဆေးတာကမျိုးစုံပါပဲအမရေဘာပဲလုပ်လို့ဆေးကြတာပဲ နော်အခုကျွန်တော်တို့ဘာပဲလို့စီးပွားရေးသမားမှာလေးစီးပွားရေးတယောက်ဆိုရင်အဆင်ပြေနှစ်ယောက်ဆိုရင်ပြန်ဆန်မှုပြန်ဆန်မှုဖြစ်လာတယ်ကျွန်တော်မှလည်းအဲ့လိုပေါ့တယောက်အဆင်ပြေလာတယ်ဆိုရင်မြေတားမပွားဘူးနောက်တယောက်ကဆေးဝင်ပဲကြည့်ကြတယ်ဒါပေမဲ့ကိုလောက်တဲ့လောက်ရကအေးစစ်စစ်ပဲကိုလောက်တဲ့လောက်ရကသူတစ်ပတ်ကိုမထီခိုင်းဘူးကိုကကိုကနာကိုသွားတယ်ဆေးတဲ့သူကလည်းဆေးပါစေပေါ့နော်အဲ့လိုပေါ့အာဟုတ်တာပေါ့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 ဒီတီလေးနေပြေးပြပါအောင်ဟုတ်တယ်အဓိကဆိုကျွန်တော်တို့ကနေပြီးအခုတိတဲ့သူတွေမှလေဟုံးကိုဓာတ်ပုံမရိပ်ရေးဗီဒီယိုမရိပ်ရေးသူတွေရှိတယ် အကုန်လုံးလူတန်းကနေပြီးတော့ကိုဖုံးမှာကိုဖုံးမှာကိုနဲ့တင်ပြလို့ရတယ်ခိုခဲတွေကဆိုရင်ရုပ်ရှင်တစ်ခုရိတ်ဖို့တရှင်တစ်ပုတ်ရိတ်ဖို့ဆိုရင်မြို့ပေါ်တက်ရတဲ့ငွေကုန်တွေအပုံပုံယူရတယ်ခုကမဟုတ်တော့ဘူးလူတန်းမှာဖုံးရှိတယ်ငွေချလို့ရတော့ပြီနော်လူတန်းမှာငွေချလို့ရတယ်ကျွန်တော်တို့ဆိုရင်လေဖုံးလေးနဲ့ပဲခက်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 ရိတ်လာတာအခုစတဏ္ဍာန်ကတဏ္ဍာန်ကလူတိသွားပြီဒါလေးကျွန်တော်ရဲ့ဆိုရှယ်မီဒီယာကျေးဇူးကိုကြည့်တဲ့သူတွေမှာလေအေးဒီလန့်ကိုဝင်ချလို့ရတယ်ဝင်ပြီးတော့ငွေချလို့ရတယ်ဘာမှမခက်ဘူး သူများစီမှာလုံးမတလားကိုနှစ်သိန်းသုံးသိန်းရမှနေပြီးတော့ကိုကအော်ငါအလုပ်ရှိပြီထင်နေကြတာမဟုတ်ဘူးဒီခေတ်မှာဖုန်းနဲ့ရက်နေတဲ့သူတိုင်းဟာကိုပိုင်ဝင်ငွေတစ်ခုချလို့ရတယ်ကျွန်တော်တို့ဟိုနေ့က patches စားတဲ့တပုတ်လေတပုတ်တင်လိုက်တာ second ဟိုက10မိနစ်ကျော်ပဲရှိတာတက်တော့မှတင်လိုက်တာအဲ့ဒီဒေါ်လာငှက်စီပြေးတယ်ကျွန်တော်ဟိုတုန်းကတခါမှတက်တော့လည်းတင်နေတာဒါပေမဲ့ဂျပန်အကောက်ဖွင့်ထားတာကျွန်တော်ဒါပေမဲ့အရင်ကနောက်ကတင်ခဲ့တယ်ဘာမှမရဘူး1 million 2 million view ကိုတောင်လေဒေါ်လာရောက်မလွေဘူး ခုနေ့ကကျွန်တော်အိမ်မှာပက်ကြီးရောက်တယ်ပက်ကြီးစားပြီးတင်လိုက်တာအဲ့ဒီပုတ်ကျွန်တော်ကိုအများဆုံးကကျွန်တော်9ဒေါ်လာပဲထင်တာအဲ့ဒီနေ့နောက်တစ်ရက်ဆိုရင်လည်းတက်လိုက်တာဒေါ်လာ9စီရတာဒပိုးရီက9စီရတာတော်တော်ပျော်ဖို့ကောင်းတယ်အတိကအဲ့လိုမြင်မြင်လိုက်တယ်ဆိုရင်ပို့ပြီးတော့ပျော်ဖို့ကောင်းတော့တယ်အခုဆိုရင်တက်တော့မှတက်နေတဲ့သူတွေလည်းဒီတက်မသုံးနဲ့ဂျပန်တက်တော့ကောက်ဖွင့်လိုက်ဖွင့်မယ်ဆိုရင်အဲ့လိုတစ်ခါတာမဟုတ်ဘူးဈေးဆိုရင်တန်တယ်တစ်ချိန်တစ်ပတ်ပေါက်သွားတယ်ဆိုရင်ကိုကတဲ့တက်တော့တစ်ပတ်ပေါက်သွားပြီဆိုတာနဲ့ဒေါ်လာအေးစစ်စစ်တလောက်ကိုဒေါ်လာ100 200လောက်ကအေးစစ်စစ်ခေါင်းငုံ ခေါင်းငုံလို့ရတယ်နော်အခုဆိုရင်တင့်နေတဲ့သူတွေမှာလေဖိန်လောက်ခေါင်းလို့လှုပ်ကြတယ်လှုပ်ကြရင်လေလှုပ်တာကကိုယ့်ရဲ့တန်ဖိုးရှိဖို့လိုတယ်အခုဆိုရင်လက်သမားလှုပ်တဲ့သူအိမ်တလုံးဆောက်မယ်ချက်တစ်ချမ်းโอเคဒီချမ်းလေးကနေပြီးတော့ဒီနေရာမှာနေပြီးတော့လက်သမားသူ့အဆွမ်းနဲ့အိမ်တိမ်ပြီးအောင်လှုပ်တယ်အဲ့ဒီဆောက်တဲ့ပုံစံလေးကိုသူဆောက်တဲ့ဟာလေးကိုဗီဒီယိုအပန်းပန်းရိုက်ပြီးတော့တင်လို့ရတယ်တင်တဲ့ဆိုလူတွေစိတ်ဝင်စားကြတယ်အဲ့လိုပေါ့ကျောင်းတော့မဘလော့ဂါလုပ်တယ်အစားအသောက်တစ်ခုစားဘယ်လိုရှားတယ်ဘယ်လိုချက်တယ်ဘယ်လိုဆောက်တယ်ချက်တယ်ဗီဒီယိုတင်တဲ့ဒေါ်လာရတယ် ဟုတ်တယ်မလားအခုကျင့်နေတဲ့သူမှလည်းအဲ့လိုပဲဖုန်းလေးတစ်လုံးနဲ့နေပြီးတော့ကိုယ်ဝါသနာကိုရှပြငွေရှာတဲ့နေ့တွေမသိဘူးဆိုကျွန်တော်ကလာမေးဘာမှမခဲဘူးသင်တဲ့ကလေးအများကြီးရှိတယ်ဒါပေမဲ့သင်တဲ့အွန်လိုင်းကသင်တဲ့ဆိုရင်အလင်းကြတာပေါ့ဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့ကအဲ့ဒီလောကမှာဖျက်သန့်နေတဲ့သူတွေငွေရှာရှင်တွေဘယ်လိုလုပ်ရမယ်မသိဘူးဆိုကျွန်တော်ပြောကျွန်တော်ကျွန်တော်အတိအကျပြောလို့ရတယ်ကျွန်တော်ဖုန်းနဲ့ပါကကနေပြီးတော့ဆက်သလိုလေးရတယ်ကျွန်တော်မက်ဆက်ပေါ့ကဆက်သလိုလေးရတယ်ဘာမှမခဲဘူးဒီခေတ်မှာကနေပြီးတော့သူညစီမှာလုံးဝဝင်နေမဟုတ်ဘူး ကိုတဲ့ရှာလို့ဝင်ငွေလုံးလို့ရတယ်ဆိုရှယ်မီဒီယာမှာအများကြီးပဲအဲ့လိုဘာမှမခက်ဘူးဒါကြောင့်နေပြီးတော့အာမငင်ငယ်အာမငင်နဲ့ဖုန်းရှိရင်ငွေရှာနော်မခက်ခဲဘူးလွေပါတယ်ဟုတ်ဟုတ်ကဲ့ပါဒါကြောင့်နေပြီးတော့ကျွန်တော်တို့အခုကနေပြီးတော့ဆိုရှယ်မီဒီယာခက်ဖြစ်တဲ့အတွက်နေပြီးတော့နောက်ကြမတန်နဲ့သူများတွေဆိုရှယ်မီဒီယာခက်မှာဘာတွေလုပ်နေလဲလေ့လာပါအချက်ဆက်တဲ့ကြောက်တဲ့ခက်မဟုတ်တော့ဘူးနော်အရင်ခက်တူကားဆိုရင်ဆက်ပေါ်ပေါ်နဲ့သွားရင်လည်းဆေးကြတယ်ဘောင်းမီဝရင်လည်းဆေးကြတယ် ဒီခေတ်ကမဟုတ်တော့ဘူးဒီခေတ်ကနေပြီးတော့သူများတဲ့ update ဖြစ်အောင်ဖန်တီးရမှာဒါကြောင့်နေပြီးတော့ကို့ဘဝကိုရတည်ဖို့လေလေကူကူပဲသူများနိုင်ငံမှာတော့လုံးမငွေရတာမဟုတ်ဘူးအခုဆိုရင် time malaysia ကိုရောက်နေတဲ့သူတွေလေအခုကနေပြီး facebook တွေမှာနေပြီးတော့ emotion ဟိုပါပေါ့နော်ဟာသားတွေလုတ်တယ်ဗီဒီယိုသူများဗီဒီယိုကိုယူပြီးတော့အောက်ကနေပြီးတော့ဟိုပါပေါ့နော်အေးဟုတ်တယ်သူကဟိုကရဟိုက knowledge အနေနဲ့တင်တဲ့သူတွေဆိုရင် dollar ယူယူလို့မကုန်တော့ဘူးတိတဲ့သူတွေကနေပြီးအဲ့ဒါအဲ့ဒီ plan ကိုမီအောင်လုတ် မမလို့လည်းအကုန်လုပ်လို့ရတယ်ဘာမှမခက်ခဲဘူးနော်တရောင်းနေပြီးတော့ကြွကြွနေတဲ့သူတွေလေးနေပြီးတော့ဆိုရှယ်မီဒီယာကိုနေပြီးတော့ကောင်းအောင်အသုံးချပြီးတော့ကိုယ့်ဘဝရည်ရည်အတွက်နေပြီးတော့ကြိုးစားကြပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့ပြောကြချင်ပါတယ်ကျေးဇူးတင်ပါတယ်